မင်္ဂလာပါရှင်2025ခုနှစ်မေလ18ရက်နေ့အတွက်မူလီဝတ္တနယ်ဇလဗေဒသတင်းများကိုနေပြည်တော်မူလီဝတ္တနယ်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ခြေနေများမှာရှင်းပြနေတဲ့တနင်္သာရဒေသကြီးတို့မှာမေလာရဲ့ပုံမှန်ပူချိန်တို့ထက်1ဒီဂရီဆယ်စီယပ်စ်ပိုခဲ့ပြီးမကွေတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ မေလာရဲ့ပုံမှန်မူချိန်တို့ဟာ2ဒီဂရီဆယ်စီယပ်နဲ့နေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာ မေလာရဲ့ပုံမှန်မူချိန်တို့ဟာ3ဒီဂရီဆယ်စီယပ်မှာ4ဒီဂရီဆယ်စီယပ်အထိညှော့နေခဲ့ပြီးကြံတရီတာကြီးနယ်ပြည်နယ်များမှာမေလာရဲ့ပုံမှန်မူချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ်မေလာ16ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေအပူချိန်ခြေနေများမှာ ရေဦးမျိုးနဲ့မြေမှုမျိုးတို့မှာ38.5ဒီဂရီဆယ်စီယက်စီ6မျိုးမှာ39.2ဒီဂရီဆယ်စီယက်ညောင်လေးပင်မျိုးနဲ့ရွှေဘိုမျိုးတို့မှာ39ဒီဂရီဆယ်စီယက်စီစကိုင်းမျိုးမှာ36.9ဒီဂရီဆယ်စီယက်တဝဲမျိုးမှာ36.6ဒီဂရီဆယ်စီယက်တတဦးလေကြောင်းမိုးလေဝသနဲ့မုံရွာမျိုးတို့မှာ36.5ဒီဂရီဆယ်စီယက်စီ ရင်းကျယ်မြို့မှာ36ဒသမ4ဒီဂရီဆယ်စီယပ်နဲ့ကောဂရိတ်မြို့မှာ36ဒသမ2ဒီဂရီဆယ်စီယပ်တို့ဖြစ်ကြပါတယ်။မှတ်သားဖွယ်ရာမွေးချိန်များမှာစစ်တွေမြို့မှာ4ဒသမ9လက်မှာအေလာမြို့မှာ3ဒသမ5လက်မှာဟိုက်ဂျီဂျိုမြို့မှာ3ဒသမ11လက်မှာနေပြည်တော်တခိနတီမြို့နယ်မှာ3ဒသမ3ညာ6လက်မှာကတာမြို့မှာ3ဒသမ3ညာ3လက်မှာ လယ်ဝေးမြို့နယ်နေပြည်တော်ဥတရတီရီမြို့နယ်မှာနှစ်တသမာ3လျှောက်လက်မစီနေပြည်တော်စပူတီရီမြို့နယ်မှာတတသမာ6ခွန်လက်မနမ်ဆန်ရှဲပြည်နယ်တောင်ပိုင်းနယ်မိုင်းဆဲမြို့တို့မှာတတသမာခွန်3လက်မစီတို့တိုင်းချွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လဲတနိုင်းခွဲချင်းမိုးလျောတာကျူရူမှာဖန်ရရှိတဲ့ပုံရကပလီပင်လဲပြင်းနဲ့ဘင်္ဂလားပင်လဲအရှိတောင်ပိုင်းတို့မှာ တိတ်တူထက်နေပြီးကြံပင်ကလာပင်လောမှာတိမ်တိမ်တင်မှာတိတ်တူထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းနိုင်ဒေသကြီး ရှင်ပြည်နယ်ရခိုင်ပြည်နယ် ေယာဝရဒေတာကြီးရှမ်းပြည်နယ်အရှေ့ပိုင်းနယ်တနင်္သာရဒေတာကြီးတို့မှာမူတိန်တော်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမူတိန်တော်များယူလျာနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မူတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုးတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်ကျန်တဲ့တာကြီးနဲ့ပြည်နယ်များမှာတိမ်တင်တင်မှာတိမ်တူထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရဲ့အရှေ့တောင်ပိုင်းတို့မှာမုတ်သုံးလေးအသင်တင်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာမြမကယ်ရယ်တချောင်းနဲ့ကန်လိုပင်လယ်ပြင်တို့မှာတခါတရံမူတက်လေးပြင်များကြရောက်ပြီးလှိုင်းတင်တင်မှာလှိုင်းကြီးနိုင်ပါတယ်မူတက်လေးပြင်ကြခြင်းရေပြင်းပြင်းလေးရတနအီကိုမိုင်30မှာ35မိုင်အထိတိုက်ခိုင်းနိုင်ပါတယ်လှိုင်းမြင့်မှာမြမကယ်ရယ်တချောင်းနဲ့ကန်လိုပင်လယ်ပြင်တို့မှာခုနှစ်ပေမှာ9ပေကန်ရှိနိုင်ပါတယ် နေ့ဖြစ်မနေ့ထီခံမဲချက်များအနေနဲ့ကတော့မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာစစ်ဆေးနေကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်အေရာဝတီတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံပြမူတီချုံရွာပြည် ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေယာဝတီတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွယ်၍မိုးကြီးနိုင်ပါတယ်။အခုဆက်လက်ပြီးမင်းပြည်အတွက်အဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နယ်နေတဝိုင်းတွင်မင်းဖြတ်မနေသည့်မိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ33ဒီဂရီဆယ်ဆီယပ်67ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးအပူချိန်မှာ24ဒီဂရီဆယ်ဆီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွင်းမင်းဖြက်မင်းအထီးမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ 34ဒီဂရီဆယ်စီယပ်စ်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယပ်စ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ပြန်မနေ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှလည်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ36ဒီဂရီဆယ်စီယပ်စ်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ29ဒီဂရီဆယ်စီယပ်စ်87ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့အနောက်တောင်ပိုင်းသုံးလျာမြန်မာနိုင်ငံမြို့ဝကျွန်းမော်ဒီတာများတို့ဝင်ရောက်နိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလွယ်တဲ့နိုင်ငံခြေထုတ်ပြတဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းသာကြပါစေရှင်။